ွေတိုင်းအကစားနဲ့ကပောက်ထုတ်ဖောက်ကြသူများစပေါ်လို့ခေါ်ကြတဲ့အကစားရီတွေကမှယနေ့ခေတ်ကပောက်မှာအရမ်းမိုးဆုံးအကစားရီကိုပြောပါဆိုရင်ပေါ်လုံးအကစားနဲ့တိုက်ခိုက်ရေးအကစားကို ပြရပါလိမ့်မယ် UFC လို့ MMA တိုက်ခိုက်ရေးအကစားရီခစ်ကောင်းလာချိန်မှာထိုးဝဲတဝဲတဲ့နဲ့တန်းရှိကျွဲဝသွားတဲ့ဖိုက်တာတွေလည်းပေါ်လာကြပါ යි MMA တိုက်ခိုက်ရေးအကစားရီဆိုတာကကပောက်ပေါ်မှာရှိတဲ့အကောင်းဆုံးတိုက်ခိုက်ရေးပညာရီနဲ့စူပါအတုံးချပြီးတိုက်ခိုက်ကြရတာဖြစ်ပါ යි နပန်ဂျူဂျီစုမွေထိုင်ဘောက်စင်လိုပညာရပ်တွေဟာ MMA နဲ့အတူပြည်သူတွေအကြားပိုစိတ်ဝင်စားလာကြပြီးမွေထိုင်ပညာဟာလည်းကဘာလုံးဆိုင်ရာလူသိများတဲ့ပညာရပ်ဖြစ်လာပါအောင်မွေထိုင်ကိုကဘာကတက်ရှိတက်ပညာရပ်လို့လူသိကြပြီးမြန်မာကရိုးရလဝိကိုတော့တက်ကိုတက်ပညာရပ်အဖြစ်တည်ကြပါပွေတိုင်းနဲ့လောက်ပြီဟာစင်တူရက်လေးကျင်ကံတွေကစားနေရရှိကြပေမဲ့ထိုင်းနိုင်ငံကတော့မွေတိုင်းပညာရက်ကို ကမ္ဘာအဆင့်မီအားကစားဖြစ်လာဖို့ပုံသေးနိုင်ခဲ့ကြပါယ်။1990ကျခုနှစ်ကာလတွေကလေးကမွေတိုင်းဖိုက်တာတွေဟာကမ္ဘာကေပောင်စင်ပြိုက်ပွဲတွေကိုဝင်ပြိုင်ခဲ့ကြပြီးကေပောင်စင်ခပတ်တွေကိုရယူပြီးအစွမ်းပြခဲ့ကြပါယ်။ဒါကြောင့်မေကမ္ဘာတဝန်းကဖိုက်တာတွေဟာမွေတိုင်းကိုမျက်စိကျလာပြီးထိုင်းကိုလာရောက်တင်ယူကြပါတော့။ဒါကိုသိရဲ့ထိုင်းကမွေတိုင်းပညာရှင်တွေဟာခင်ဟောင်းယူဆတွေထက်ခင်မီရဲ့လေ့ကျင့်ခန်းတွေပြိုင်ပွဲစည်းမျဉ်းတွေကိုပြင်ဆင်လာခဲ့ပြီး ပြည်တွင်းမှာပြိုင်ပွဲတွေကိုကျင်းပလာခဲ့ပါတယ်။လုံမဒီခပတ်ပွဲလို့ခန္ဓာရီပြိုင်ပွဲတွေသာမကရွာဘတ်ဖျားပွဲတွေမှာပါအပျော်တမ်းမွေတိုင်းပွဲတွေအထိစီးစနစ်ကျသကျင်းပခဲ့ကြပါတယ်။အဆိုပါပြိုင်ပွဲတွေမှာနိုင်ငံသားသားဖိုက်တာတွေပါဝင်ရောက်ရှင်ပြိုင်ခဲ့ကြသလိုပြည်တွင်းကလူငယ်ဖိုက်တာတွေကိုလည်းမြေတောင်မြောက်ပေးနိုင်ခဲ့ပါတယ်။ဒီကြားထဲမှာဟောလိဝုဒ်နာမည်ကျော်အရှင်မင်းသားဗန်ဒိန်တို့ကပါထိုင်းမှာရုပ်ရှင်လာရောက်ကြိုက်ကိုပြီးမှွေတိုင်းပညာကိုချပြနိုင်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေမှာလည်းမှုတိုင်းပညာရပ်ကိုလူသိလာခဲ့ပါတယ်။မှုတိုင်းမှာဝေတန်းအလိုက်သတ်မှတ်ချက်တွေမတူညီတဲ့ခပတ်တွေရှိပြီးငွေကြေးအင်အားနဲ့ promotion ဆင်းနိုင်တာကြောင့်တိုင်းပြည်ရဲ့ရိုးရာအမွေအနှစ်အကစားလုံးဖြစ်လာခြင်းမှာရိုးရာလဝေကတော့အတော်လေးနောက်ကျကြံခဲ့ပါတယ်။ဒီနေ့ခေတ်လို MMA အကစားနဲ့အတူတိုက်ခိုက်ရေးပညာတွေခေတ်ကောင်းလာခြင်းမှာမှုတိုင်းဖိုက်တာတွေရဲ့ထိုးကြီးဟာအံ့ဩစရာကောင်းလာအောင်မြပြနေပါပြီ။ ဘူကောင်တို့စန်ချိုင်းတို့လိုကနဝင်မွေတိုင်းဖိုက်တာတွေနဲ့အတူ training ဆင်းရဖို့အတွက်ပေးရတဲ့ငွေကြေးပမာဏဟာနိုင်ရီအလိုက်ဒေါ်လာထောင်ကနန်းအထိတက်မိုးကြီးမှာပါ යි အရှိအာရှရဲ့နာမည်ကျော် MMA အဖွဲ့အစည်းဖြစ်တဲ့ One Championship ဟာမွေတိုင်းအဖွဲ့အစည်းတွေနဲ့လက်တွဲပြီးကစ်ပေါင်းစင်ပြိုင်ပွဲမွေတိုင်းပြိုင်ပွဲတွေကိုစတင်ကျင်းပလာချိန်မှာမွေတိုင်းဟာအအောင်မြင်ဆုံးကာလတစ်ခုကိုရှောက်လာခဲ့ပါပြီ UFC ကနာမည်ကျော်ဖိုက်တာတွေဖြစ်တဲ့ Blandina, Shachan ကို ခန်းဆက်ရှီမိုင်းရဲ့ Rapare PC တို့လည်းထိုင်းမှာမှွေတိုင်းပညာရပ်ကိုလာရောက်စီးပူးပညာဖြည့်ရတဲ့အထိမှွေတိုင်းဟာထွန်းတောက်လာခဲ့ပါတယ်။နာမည်ကျော်ဖိုက်တာတွေဖြစ်တဲ့ Rotan, Superlat, ထဝံချိုင်းတို့ပွဲတွေမှာဆိုရင်ပြိသက်အင်အားကကြောက်စရာကောင်းလောက်အောင်များပြားပြီးဝင်ငွေတက်တော့လဲရရှိတဲ့မှွေတိုင်းပွဲတွေအဖြစ်ပျော်စမတ်တွင်လေးရှိပါတယ်။ One Championship ရဲ့မှွေတိုင်းပွဲတွေမှာမြန်မာနိုင်ငံကနာမည်ကျော်ရိုးရာဖိုက်တာတွေဖြစ်တဲ့ Solin U, Tan Sing, MW, သွေးလင်းထက်တို့ပါဝင်ရှင်ပြိုင်ခဲ့ကြတာကြောင့်မြမရိုရာတမားရီရဲ့နာမည်ဟာလည်းနိုင်ငံတကာပရိသတ်တွေကြားမှာလူသိများလာခဲ့ကြပါသည်အခုချိန်မှာဆိုရင်ထိုင်းအစိုးရဟာမှွေတိုင်း training visa ကိုပါချပြလာဖို့အခြေစင်နေပြီးဒါဟာမှွေတိုင်းအားကစားကနေနောက်ထပ်အကျိုးမြတ်တွေရလာဖို့အတွက်အခြေစင်တစ်ခုပဲဖြစ်ပါတယ်ကမ္ဘာမှာဘောလုံးအားကစားဆိုရင်အင်္ဂလန်၊စပိန်၊ဘရာဇီး၊အာဂျင်တီးနာအစရှိသဖြင့်တွဲမြင်ကြသလို ။မှွေတိုင်းလို့ပြောလိုက်ရင်လည်းထိုင်းနိုင်ငံရဲ့ပုံရိပ်အဖြစ်တွဲမြင်လာအောင်စီးကိတ်ပြန်ဝဲတွေအထိခြေဆက်လာနိုင်ခဲ့လို့ထိုင်းနိုင်ငံကိုကွန်ပျူတာရင်းဒီဗီဒီယိုလေးကိုတင်ဆက်လိုက်ရပါတယ်။